အမေရိကမှာအလောက်လောက်ရင်တဏ္ဍာရီဘလောက်ရတာလဲလို့သိချင်တဲ့လူတွေအတွက်အဖြေပေးလိုက်ပါမယ်တဏ္ဍာရီ18ဒေါ်လာရပါတယ်ခင်ဗျတဏ္ဍာရီကို18ဒေါ်လာပေးပါတယ်ခင်ဗျဆယ်နိုင်လောက်မယ်ဆိုရင်တရက်ထဲဒေါ်လာ180ရမှာဖြစ်ပါတယ်ဒီမှာလက်တွေ့ပဲရေးထားတယ်ဗျတဏ္ဍာရီ18ဒေါ်လာ ပေးပါတယ်ခင်ဗျလာစားတဲ့လူတွေကို နေရာလိုက်ချပေးတဲ့အလောက်ပါခင်ဗျ ပူဖေးလာစားရင်းနဲ့ကြော်ညာတွေ့လို့ရိုက်ပြချင်းဖြစ်ပါတယ်ခမရဒီမြို့ဟာလန်ကာစတာမြို့ဖန်ဆိုင်ဝေးနီးယားပြည်နယ်ဖြစ်ပါတယ်ခမရဒါပေမဲ့တမြို့နဲ့တမြို့တပြည်နယ်နဲ့တပြည်နယ်လှစာပေးတာချင်းမတူဘူးပြဘာကြောင့်လဲဆိုတော့အိမ်ခအစာတောက်စေနုံစတာတွေလည်းဂုံစေနုံမတူတဲ့အတွက်ဖြစ်ပါတယ်ခမရကျွန်တော်တို့လန်ကာစတာမြို့ကအရန်ရောင်းကောင်းတဲ့ တရုတ်ကူဖေးဆိုင်မှာဖြစ်ပါတယ်ဒီမှာဗျတရက်တရက်လာစားတယ်လို့ဘလောက်ထိရောင်းကောင်းတာလဲဆိုတော့မင်းမနေနဲ့တော့ဒီမှာဗျကားတွေတစ်ချက်ရှိုးအရန်ရောက်ကောင်းပါတယ်ခင်ဗျရောက်ရောက်ချင်းမှာအရတဲ့အလုပ်ကိုလှုပ်ဖို့အကြံပေးပါတယ်ခင်ဗျဒီမှာကိုကြိုက်နေတတ်တဲ့နေရာတွေဖြည်းဖြည်းချင်းပြောင်းတော့လို့ရပါတယ်ခင်ဗျမဆုံခကျွန်တော်တိုက်ရမုန်းရွက်စေအမေရိကရောက်ရှမ်းရောက်ဖြစ်ပါတယ်ခင်ဗျ